ဒီနေ့မှာတော့ခရစ်စတန်ဓမ္မပညာတွေကအတော်လေးနဲ့နဲ့ပြီးစဉ်းစားစရာကောင်းတဲ့ပဟေလီတစ်ခုအကြောင်းကိုအတူတူလေ့လာကြည့်ရှင်ပါတယ်။ကဲဒီအကြောင်းအရာရဲ့အဓိကမေးခွန်းကဒါပါပဲ။အရာအလုံးကိုဖန်ဆင်းခဲ့တဲ့သူကအဲ့ဒီအရာတွေကိုဘယ်လိုများပြန်ပြီးတော့အမွေးဆက်ခံလို့ရမှာလဲ။နည်းနည်းတော့ထူးဆန်းတယ်မလား။ကိုယ်တိုင်ပိုင်တဲ့အရာကိုဘယ်လိုပြန်ပြီးအမွေးဆက်ခံမလဲပေါ့။အင်းဒီရှုပ်ထွေးတဲ့မေးခွန်းရဲ့ဖြေကတားတော့တုံးတုံးလေးပွင့်နှမတစ်ခုရဲ့ကွာချားချက်ကိုတေးသေးချာချာနားလေလိုက်တဲ့ခါမှာ ရှင်းသွားမှာပါဟုတ်ပါပြီဒါဆိုပရမဆောင်းအနေနဲ့ဒီဝဲနာမန်ရဲ့ခုကဒီယူဆတ်ခုလုံးကိုဘလို့တော့ဖွင့်ပေးတယ်လဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဒီနေရာမှာကြည့်လိုက်ရင်ရှင်းရှင်းလင်းလင်းမြင်ရပါပြီမော်နိုကင်နဲ့ဆိုတာကဖျားစာတီနဲ့ဆိုင်တဲ့သာဝရတီရှိတဲ့အခြေအနေကိုပြောတာပါဒါပေမဲ့ပရိုတိုတူဂို့စ်ကတော့လုံးဝကွဲပြားသွားပြီဒါကတားတော်ဟာဖန်ဆင်းခန့်လောကထဲကိုဝင်ရောက်လာပြီးအချိန်ကာလတစ်ခုအတွင်းမှာအသက်ရှင်ခဲ့တဲ့အခြေအနေကိုညွှန်တာဖြစ်ပါတယ် ဒီကွေးပြားမှုကိုစန်းစာထဲမှာလဲတိတိကျကျဖော်ပြထားတာကိုတွေ့ရမှာပါတားတော်ဟာ Prototokos ဆိုတဲ့တားဥတော်အနေနဲ့ဖန်ဆင်းခအားလုံးရဲ့ Uchu Fitre ဆိုတာကိုအလေးပေးထားတာပေါ့ဆိုတော့ဒါကဒီအကြောင်းအရာတစ်ခုလုံးရဲ့အဓိကအချက်ပါပဲ။ ဖျားတပါအနေနဲ့ဆိုရင်ရားတော့ငါသူလက်ထင်မှာရှိပြီးသားမို့လို့အမွေဆက်ခံစရာအကြောင်းမရှိဘူးလေဟုတ်တယ်မလားအဲ့ရဲ့ကြောင့်ပဲအဲ့ဒီအမွေကိုတရားဝင် လက်ခံရရှိနိုင်ဖို့အတွက်ဖျားစာတီရှိတဲ့တားတော်ဟာဖန်ဆင်းကလောကတွေကိုဝင်ရောက်ပြီးအစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ရတာပါကဲဒါကကျွန်တော်တို့ကဒီအမွေကိုကြားဝင် ခိုင်းမြင်းစီခဲ့တဲ့အရေးကြီးဆုံးအချင်းကာလကခုစီကိုခေါ်ဆောင်သွားမှာပါအဲ့ဒါကတော့လဘဝကတိုင်ပါပဲတရားစင်တွေကိုတစ်ချက်ကြည့်လိုက်အောင်ရှင်းရှင်းလင်းလင်းလုံကန်းစင်တကူလိုပါပဲပရမဇုံ တောက်တော်ဖီလာဖို့မိမိကိုကိုနှိမ်ခါခဲ့တယ်ဒုတိယအဆင့်ကတော့လက်ဝါခတ်တိုင်ပါပဲကိုရောရဲ့အတီခန့်ချင်းနဲ့ရှင်ပြန်ထမြောက်ချင်းကအမွေဆက်ခံပိုင်ခွင့်ကိုတရားဝင်ခိုင်မြဲစေခဲ့တယ်နောက်ဆုံးမှာတော့အဲ့ဒီလောက်ရကြီးတကူလုံးကအဖြစ်ကြောင့်ပြစ်စင်းနေတဲ့ဖန်ဆင်းချင်းကိုပြေဆုံးချင်းစီကိုပြလဲပို့ဆောင်ပေးခဲ့တာပါဒါဟာစကြဝဠာတကူလုံးနဲ့ဆိုင်တဲ့ပြောင်းလဲကြီးတကူပါပဲအခုဒီအမွေဆက်ခံချင်းကတကူရောလွတ်ရက်တကူမဟုတ်ပါဘူးဒါကဖန်ဆင်းခံလောကတကူလုံးရဲ့မိသားစုဖွဲ့စည်းပုံကိုပါပြန်လဲတတ်မှတ်ပေးခဲ့ပါတယ် ဘလိုမျိုးလဲဆိုတော့စက်ကြည့်ကြရအောင်ဒါကတကယ်ကိုလှပတဲ့အချက်တစ်ချက်ပါတောင်းဦးတော်ဟာဒီအမွေကိုသူ့တယောက်တည်းအတွက်သိမ့်ပတ်ခဲ့တာမဟုတ်ပါဘူးသူ့ရဲ့ရည်ရချက်ကတခြားသူတွေကိုပါအတူပါဝင်စေပြီးတွဲဖက်အမွေခံတွေဖြစ်လာအောင်ဖန်တီးပေးဖို့ပါပဲဒီစရာလေးကအရာအားလုံးကိုရှင်းရှင်းလင်းလင်းပြထားပါတယ်အပေါ်ဆုံးမှာအဓိကမွေခံထိတဲ့တောင်းဦးတော်ရှိပြီသူ့အောက်မှာတော့ညီငယ်များလို့ခေါ်တဲ့တွဲဖက်အမွေခံတွေရှိပြီးသူတို့ကနိုင်ငံတော်ကိုတောင်းဦးတော်ကနေတဆင့်အမွေဆက်ခံကြမှာပါ ကောင်းကင်တမန်တွေကတော့ဘယ်လိုလဲသူတို့ကအစစ်ခံသူတွေဖြစ်ပေမဲ့ဒီနိုင်ငံတော်အမွေကိုတော့မရရှိပါဘူးဒီနေရာမှာမင်းစရာတခုရှိလာနိုင်ပါတယ်ခဏလေကောင်းကင်တမန်တွေလည်းဖျားသိမ်းရဲ့တားလေလို့ခေါ်ခံရတာပဲမဟုတ်လားသူတို့ကဘာလို့ဒီအမွေမှာမပါဝင်ရတာလဲအဖေကတိကျပါတယ်ဒီအမွေဟာတာဝတ်တော်နဲ့အတူစိရဒုက္ခတွေကိုကြမ်းကြမ်းခံပြီးအောင်မြင်ကျော်လွားခဲ့တဲ့သူတွေအတွက်တည်တံ့သားရှိတဲ့ဆူလာတစ်ခုဖြစ်နေလို့ပါပဲ။ကဲအခုဆိုရင်ဒီအကြောင်းရတဲ့အားလုံးကိုပြန်ပြီးချီးနှောက်ကြည့်လိုက်ကြရအောင်။ အစကတည်းကရှိနေခဲ့တဲ့ဗဟေလီကိုတခါတည်းအပိသက်ဖြစ်ရှင်ဖို့အချိန်ရပါလိမ့်။ကြည့်ပါ။တရော့ကဖန်ဆင်းခံတူဖြစ်လာတာဟာအမွေဆက်ခံဖို့တသက်မဟုတ်ပါဘူး။အဲ့ဒီချက်ပူကြီးမတဲ့ရွေးချက်ရှိပါတယ်။ကိုတော်ဟာဖန်ဆင်းခံလောကတစ်ခုလုံးဘလူးဖြစ်လာတဲ့တဲ့ဆိုတဲ့စာနမူနာ blueprint တစ်ခုဖြစ်လာခဲ့တာပါ။ဒီနောက်ဆုံးပိုင်းတိုင်ကဘလူးပုံစံရှိမလဲဆိုတော့ပြေဆောင်တဲ့ဖန်ဆင်းခြင်းတစ်ခုပေါ့။ လူတိုင်းကတာဝုတော်ရဲ့စန္ဒမုနာအတိုင်းဖျားတခင်ရဲပုံတန်းတန်းကိုအပြည့်အဝထမ်းနေတဲ့အခြေအနေတစ်ခုကိုစဉ်းစားကြည့်ပါသူတို့ကဖျားတခင်ကိုချစ်တဲ့အချင်းချင်းချစ်ကြတဲ့ပြီးတော့အပြည့်လုံနိုင်ကြီးဆိုတာလုံးဝကိုမရှိတော့ဘူးလွတ်လပ်စွာရွေးချယ်ခွင့်ကပြည့်စုံနေမဲ့ဖျားတခင်နဲ့လည်းတထက်တဲကြနေတဲ့အခြေအနေမျိုးပေါ့ဒီတော့အဖေကရှင်းသွားပါပြီပฏิပက္ခက ပြည်လဲသွားပြီဖန်ဆင်းရှင်ဟာသူ့ရဲ့ဖန်ဆင်းခြင်းကိုဝင်ရောက်ပြီးဖန်ဆင်းခံသူဖြစ်လာခဲ့တယ် သူတားကိုလုခဲ့တာကအရာအလုံးကိုအတွင်းကနေတရားဝင်အမွေဆက်ခံဖို့နဲ့အဲ့ဒီဖန်ဆင်းခြင်းတစ်ခုလုံးကိုအမျက်မျက်ဆုံးအပြည့်စုံဆုံးဖြစ်တဲ့ပန်းတိုင်စီကိုပို့ဆောင်ပေးဖို့ပါပဲ။ဒါကျွန်တော်တို့ကိုအတော်လေးနဲ့နဲတဲ့နောက်ဆုံးတွေ့ခုပေးခဲ့ပါတယ်။အကယ်၍တားဥတော်ဟာဖန်ဆင်းခြင်းအားလုံးရဲ့အနာဂတ်အတွက်စံနမူနာဖြစ်တယ်ဆိုရင်အဲ့ဒီခန္ဓာကြီးကျတဲ့ဒီဇိုင်းပုံစံထဲမှာအစိပ်ပိုင်းတစ်ခု အနေနဲ့ပေါင်ဝင်ရခြင်းဟာတကယ်ပဲဘလို့တေးပေရှိမလဲ။